Joel, oh, ာတို့အလုံးကအညံ့မခံစစ်အာဏာတော်လန်လာလာလာကြဟေးညီကိုမောင်နှမတွေငါတို့အလုံးခိကျွေးကြမယ်အာဏာရှင်ကြဆုံးစေညီစင်တော်ညီစင်တော်တွေ့လမခုနဲ့ညီစင်တော်ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင်လူလူတိုက်ပွဲညင်အောင်နိုင်ရမယ် ဟေးဒီမုံမျိုးချစ်တွေငါတို့အလုံးငါကြွေကြော်ဒီပါမင်းကြစီလာ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 ကြဟေးမြမပြည်သားတို့ရေငါတို့အလုံးစီလုံးမင်္ဂလာပါရှင် Federal FM ကိုနားဆင်နေကြတဲ့တော်တာရှင်တွေအားလုံးကျန်းမာချမ်းသာကြပါစေ။အခုကျမတို့ Federal FM ရဲ့ Radio အစီအစဉ်တွေကို Greeny ပြည်မှာ90.2 MHz 90.2 MHz နဲ့ Federal FM Facebook page နဲ့ YouTube ကနေထုတ်လွှင့်ပေးသွားမှာပါ။ Federal FM ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကို Radio တိုင်းကနေဆိုရင်ညနေ6:00ကနေည7:00တိ90.2 MHz မှာဖမ်းယူနားဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုတော့ Radio မှာမနေ့ဖြန်မနေ့7:00ကနေနေ့လယ်7:00တိမှာပြန်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။ဒီပွိုင်းတူဖက်ထရက်အဖန် အစီအစဉ်တွေကိုမကြေညာခင်မှာအတည်ပြုချင်တာရှိပါတယ်။ Rigor Dimoso Pruso ဘောလခဲလမ်းမကြီးကို မြေပြင်စီရင်ချင်နေရအသုံးပြုသွားလာတာမပြုလုပ်ကြဘို့ Greeny မြို့သားများကာကွယ်တဲ့ KNDF ကအများပြည်သူကိုအတည်ပြုထားပါတယ်။ဒါကြောင့် Federal Fan ပြည်သက်တီအနေနဲ့အသွာလာကိူးဆိုင်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရင်အတည်ပြုတာသတိပေးတာတွေကိုလိုက်နာကြဖို့အတည်ပြုချင်ပါတယ်။90.2 megahertz ီနေ့မြန်မာတက္ကရေ1389ခုတစောင်းမုံလာစုပ်6ရက်2025ခုနှစ်နိုဝင်ဘာလ10ရက်တနင်္လာနေ့ဖက်ဒရယ်ဖမ်ရဲ့အစီအစဉ်တွေကိုကျမဝါစုက တင်ဆက်သွားမှာပါဒီနေ့ဖက်ဒရယ် FM ကနေဖက်ဒရယ် FM နေ့စဉ်သတင်းငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တန်တွေဆိုရယ်ຫນွေဥကပြာနဲ့အာရုံတန်ကျမရဲ့အစီအစဉ်ကနေအနီရကင်းနဲ့အစားအစာရရှိရေးအတွက်အရေးကြီးတဲ့အချက်၅ချက်အကြောင်းစာရီကို တင်ဆက်ပေးဖို့ပြင်ထားပါတယ် 90.2 MHz Federal FM ကိုနားဆင်နေရတာပါအခုပထမဆုံးအနေနဲ့ Federal FM ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်မင်္ဂလာပါဒီနေ့တော့စစ်ကောင်မရှင်ရဲ့ထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိတဲ့များခုခံကာကွယ်မယ်လို့မန္တလေး PDF ပြောတဲ့တဲ့ အိတ်ကွင်းမှာလီဗာပူးကိုအကိုပြက်အနိုင်ရပြီးအစ်စ်တစ်ကအာဆနယ်ကိုဆက်လက်ဖိအားပေးနေတဲ့မန်စီးတီးဆိုတဲ့တဲ့ဝက်လက်မှာရွာပက်မီရှုနေတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး16ဦးသေဆုံးတဲ့တဲ့ဆရက်ဖက်ရဲ့အဖန်ဒီနေ့နိုဝင်ဘာလ10ရက်နေ့အတွက်နေ့စစ်တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ထိတ်ချုပ်ဆိုးမှုထားတဲ့နေမျိုးတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကော်မရှင်တပ်ကိုကိုစွမ်းညံစွမ်းရှိသည်များခုခံကာကွယ်သွားမယ်လို့မန္တလေး PDF ကတရင်ထုတ်ပြန်ကြေညာလာပါတယ်။လက်ရှိ2025ဒီဇင်ဘာလနဲ့လာမယ့်2026ဇန်နဝါရီလမှာအတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ဆောင်ရွက်နေတဲ့စစ်ကော်မရှင်တပ်ဟာအဲ့ဒီကာလမတိုက်ခင်မှာတာလွန်အင်အားအတုံးပြုပြီးတော်လရေးတပ်တွေထိန်းချုပ်ထားရာဒေသတွေကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမန္တလေး PDF စိုးမိုးလှူရှာရဒေတာတွေဖြစ်တဲ့မတရားမျိုးစစ်ကူမျိုးနဲ့တပိတ်ချင်းမျိုးတွေဟာလည်းစစ်ကော်မရှင်တပ်ရွေးကောက်ပွဲပြုလုပ်ဖို့ရထားတဲ့မျိုးတွေစီးရင်မှာပါဝင်နေပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည Premier League ပွဲစဉ်17ရဲ့နောက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ Man City နဲ့ Liverpool ပွဲစဉ်မှာတော့ Man City က3-0နဲ့အနိုင်ရခဲ့ပြီးတော့ဖိတ်ဆုံးက Arsenal အသင်းကို၄မှတ်အကွာနဲ့ဆက်လက်ဖိအားပေးနေပါတယ်။ ပွဲချိန်29မိနစ်အရောက်မှာတော့ဟာလန်ဟာနူးနဲ့ရဲ့ဖြတ်တင်ဘောကိုခေါင်းတိုက်ပြီးအစုံတက်ခဲ့တာကြောင့်မန်စီးတီအသင်းဦးဆောင်ဂိုးရခဲ့ပြီးတော့ပွဲကစားချိန်ပြည့်လို့အချိန်ပို3မိနစ်အရောက်မှာနီကိုဂွန်ဇာလက်ရဲ့အဝေးကန်ချက်နဲ့မန်စီးတီအသင်းဒုတိယဂိုးရခဲ့ပြီးတော့ပထမအပိုင်းမှာတင်2-0နဲ့ဦးဆောင်ထားခဲ့ပါတယ်။ပွဲချိန်62မိနစ်အရောက်မှာတော့ဒိုဂူရဲ့ area ထဲကနေလလပပကန်သွင်းချက်နဲ့မန်စီးတီအသင်းတတိယဂိုးရရှိခဲ့ပြန်ပါတယ်။ အဲ့ဒီရလက်ကြောင့် Man City အသင်းဟာရမှတ်22မှတ်နဲ့အမှတ်ပေးစရာထိတ်ဆုံးမှရှိနေတဲ့ Arsenal အသင်းကို၄မှတ်အကွာကနေဆက်လက်ဖိအားပေးနေပါတယ်။စကိုင်းတိုင်းဝက်လက်မြွနဲ့အတွင်းမှာရွာတွေကိုပတ်ပြီးမီးရှို့နေတဲ့စစ်ကော်မရှင်စစ်တောင်းဂျားဖြတ်တိုက်ခိုက်ခံရပြီးတော့အကြအဆုံတွေနဲ့မြို့ထဲမူလအထိုက်စခန်းကို ပြန်ဝင်သွားတယ်လို့တော်လေရေးတပ်ဖွဲ့တွေထံနေသိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကတည်းကဝက်လက်မြွနဲ့ရွာသားကြီးအထိုက်စခန်းကနေထွက်လာပြီးတော့အနည်းဆုံးကျေးရွာ900ကိုမြေရှုဖြစ်စီခဲ့တဲ့အင်အား180ခန့်ရှိတဲ့စစ်ကော်မရှင်စစ်ကြောကိုနိုဝင်ဘာလ6ရက်နေ့မှာတော်လည်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကော်မရှင်စစ်ကြောင်းက18ဦးသေဆုံးခဲ့ပြီးတော့တော်လင်ရေးတပ်ဖက်ကအကြအဆုံးမရှိပေမဲ့ရဲဘော်2ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာမီးရှို့ဖြစ်စီခံခဲ့ရတဲ့နေအိမ်အရေးအတွက်နဲ့ပစ္စည်းဆုံးရှုံးမှုတွေဖမ်းဆီးခံခဲ့ရတဲ့တစခန်ရွာသူရွာသားတွေရဲ့အခြေအနေကိုတော့မသိရှိရသေးပါဘူး။ဒီနေ့နိုဝင်ဘာလ10ရက်ဖရအဖန်ရဲ့နေ့စတဲ့တင်းနဲ့အားကစားတဲ့တင်းတွေကိုကြားခဲ့ရတာပါကျမအိမ်နေပါရှင်ဖရအဖန်ရဲ့အစီအစဉ်တွေကိုကြားနေရတာပါ Federal FM ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုຫນွေဥကဗျာတပုတ်ကိုတင်ဆက်ပေးကြပါမယ်ကဗျာဆရာတိုးကျော်သူရဲ့ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တံတွေဆိုတဲ့ကဗျာကိုကြားရမှာပါမင်းမြတ်ကအတန်နဲ့တင်ဆက်ပေးထားပါတယ်နားဆင်ကြည့်ပါရှင်ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တံတွေအပြင်းမာရာရာဟာထိတ်လန့်မောင်မဲဝေဒနာကိုစီနဲ့နှဆိုးဝင်မှုသလို့ ငါတို့စိတ်တွေမကြမ်းမာနေခဲ့တာဘလောက်ကြာပြီလဲနေကင်းကတော့ငါတို့ကြောချင်းကက်လောကကြီးကိုရင်မောပစ်ခဲ့ကြသည်ဒီလိုပါပဲငါတို့ရင်ခုန်တန်တွေပြန်ဆန်းနိုင် အန်ရဲစွန်းမှာလမ်းလျှောက်ရတယ်လို့ကြီးပဲငါတို့ရောငါတို့နိုင်ငံရောကစက္ကတမရဲ့ဓာတ်ချက်တွေလို အခြေခံဥပဒေလိုတော်လန်ရေးတည့်ရလိုနင်းနေမှအမှားခံလို့မရခဲ့ဘူး ခုညဆိုရလဲငါတို့အသားကြနေစေဆင်မပြေမှုတွေကို မောင်းတင်တနေ့ဆိုရဲပြက်မှတ်စီမျောလင်းချက်ကြီထိုးထားရတဲ့ညတွေတဲကတညမဟုတ်လားအီစီပေါ်ကိုလူမလိုချင်တာတွေပဲရတဲ့နှစ်တွေကိုယိုးနေပြီငါတို့ကလင်းမဲ့တွင်းနဲ့ကြီးတယ်တယောက်ခံစားချက်တယောက် ထိုးဖောက်သိမြင်ခဲ့ကြတဲ့ရဲဘော်တွေပဲမဲမှလည်းမဲမရောက်ချင်တဲ့အလွမ်းနဲ့ ငါမှလည်းငါခီးမဆက်ချင်တဲ့အဆွေးနဲ့မင်းတို့ငါတို့ကကြပြားလေးတွေရေးပြီးကိုယ်နှလုံးသားလေးကိုအေးအေးချမ်းချမ်းထားချင်တာပါဆဲ့အတွင်းကဆိုင်ကုန်းကိုမင်းလည်းမကြည့်ရသလိုဟစ်တလာလက်အောက်က ပါရီကိုငါလည်းကြည်ကွဲရတယ်ငါတို့မြင်လို့တဲ့ဘဲမျိုးကြီးကိုမဆိုသူတို့ရဲ့သွေးထက်တန်ရုံနေ့ရက်တွေတမိုင်းတထဲထပ်ပါလာမှာငါတို့မလိုလားကြပါဘူး ငါတို့ကတဘာဝရဲစီးမျောရတာကြိုက်တယ်။ပန်းကလေးတွေဖူးပွင့်မြဲပွင့်နေတာကိုချစ်တယ်။ကိုလှမ်းနိုင်တဲ့လောက်ရောက်မဲ့လမ်းလေးကိုတံမိုးထားတယ်။ကြောဘိုးအိတ်တလုံးနဲ့စိတ်ပျော်ရာလွင့်ခဲ့တဲ့စာသင်ခန်းချိန်တွေလမ်းဘေးအုပ်ခုံတွေရဲ့ဂစ်တာသံညတွေဖြတ်ကျော်ခဲ့ရာကာလတွေစီငါတို့ရဲ့အမှတ်ရမှုတွေကနယံတစ်ခုမှာအချိန်ကြာပဲ့တင်နေုံမှာတည်ကြတယ်။အော် မင်းတို့ငါတို့ရဲ့နိုင်တွေဟာစီးကျက်ညီကဲမှုတွေအများသာအကြိုက်ခဲပြောက်ဆေးတွေနဲ့လူလုတ်စစ်ပွဲတွေကိုပဲမုံပါတယ်တို့ကြော်သူ 89.2 MHz အလုံးရဲ့အတန်း Federal FM Federal FM ကအတန်းလွှင့်နေပါတယ်။ငါတို့အတူခိုစီခဲ့တဲ့နိုင်လက်တန်တွေဆိုရယ်ຫນွေဥကပြာကိုနားဆင်ခဲ့ရတာပါ။အခုနောက်ဆုံးအနေနဲ့အာရောဂျန်ကျမ်းမာရေးစီစဉ်ကနေအနီရဲ့ကင်းတဲ့အစားအစာရရှိရေးအတွက်အရေးကြီးတဲ့အချက်၅ချက်အကြောင်းကိုကြားရမှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ဗီဒီယိုကိုကျွန်မဝါဆိုကဘာသာပြန်တင်ဆက်ထားပါတယ်နားဆင်ကြည့်ပါရှင်။အနီရကင်းတဲ့အစားအစာရရှိရေးအတွက်အရေးကြီးတဲ့အချက်၅ချက်ကျမတို့နေတဲ့အိမ်မိသားစုဝင်တွေအနားနဲ့အစားအစာတွေနားမှာမျက်စိနဲ့မမြင်ရအောင်သေးငယ်ပြီးတော့လှုပ်ရှားနေတဲ့တရဝတူတူလေးနေကြပါတယ်။သူတို့တွေကအရန်ကိုသေးငယ်တဲ့တက်ရှိဇီဝကောင်လေးဖြစ်ပြီးတော့အမျိုးအစားအနေနဲ့ဆိုရင်တော့၃မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့လူကိုအကျိုးပြုတဲ့ဇီဝအကောင်လေးတွေပေါ့နော်။သူတို့ကတော့ဒီထောပတ်တွေဒိန်ညင်တွေဖြစ်လာအောင်ကုညီထောက်ပံ့ပေးပြီးတော့အသီးရွက်နဲ့အသားတွေကိုအထင်ဖောက်ပေးပါတယ်။ဒုတိယတစ်မျိုးကကြတော့သူတို့ကဒီစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အကောင်လေးပေါ့နော်။ဒီဒီရွက်တည်းရဲ့အနံ့ကိုဆူရွားစေတဲ့အရသာမကောင်းတော့ဘဲနဲ့အမြင်မကောင်းစေတဲ့အထီကိုပုတ်တူးစေတယ်ပေါ့နော်။ဒါပေမဲ့သူတို့ကိုစားမိလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းထားထားတာမျိုးကြောင့်မလို့ယောဂဖြစ်ပွားစေတာမျိုးတော့မရှိဘူးပေါ့နော်။ ။တတိယတစ်မျိုးကတော့ကြောက်စရာကောင်းပါတယ်။သူတို့ကအစားအသောက်ရဲ့ပုံဝန်လည်းမပြတ်စေဘူး။စိုးရွားတဲ့အနံ့အသက်ကိုလည်းမဖြစ်စေဘူး။သူတို့ကအန်ဒီရဲ့ပေးနိုင်ပြီးတော့တတိထားမယ့်ဟာတွေဖြစ်ပါတယ်။သူတို့ကိုယောဂဖြစ်စေနိုင်တဲ့ဇီဝသက်ရှိကောင်ပထရိုဂျန်နစ်မိုက်ခရိုအော်ဂနီဇင်လို့ခေါ်ပြီးတော့သူတို့ကြောင့်ပြင်းထန်တဲ့ယောဂါကိုဖြစ်စေပါတယ်။ဘိုင်းအောင်တာ၊ဘိုင်းနာတာ၊အန်နာ၊ဝမ်ပြက်ဝမ်လျှော်တာအဖျားကြီးတာအပြင်အသက်ဆုံးရှုံးစေတဲ့အထီကိုဖြစ်စေနိုင်ပါတယ်။ အဲ့ဒီဇီဝပိုးတွေကလဲ့စားတတ်ပြီးတော့တာမန်မျက်စိနဲ့မမြင်ရပါဘူး။ပောက်ဖွားနှောင်းကလည်းအရင်မြန်ပြီးတော့သူတို့ပောက်ဖွားဖို့အတွက်လုံလောက်တဲ့အစားအသောက်နဲ့အချိန်သာရရင်မြန်မြန်ကိုပွားလာကြပါတယ်။ကံကောင်းတာတော့ဒီဇီဝပိုးအန္တရာယ်နေပြီးတော့ကာကွယ်လို့ရပါတယ်။သူတို့ဖယ်ရှားနိုင်မှုအတွက်ဆိုရင် နီလန်၅ခုရှိပါတယ်။အဲ့ဒီနီလန်တွေကလည်းလုံဖို့လဲလွဲပါတယ်။အခုကျွန်မအဲ့ဒါလေးတွေကိုပြောပြမယ်ပေါ့နော်။ ။နံပါတ်၁ကတော့ယောဂဘိုးဝင်ရောက်တာနဲ့ကာကွယ်ဖို့အတွက်တန့်ရှင်းအောင်နေထိုင်ဖို့အတွက်ပါ။လက်တမ်းမှုလိုတလိုမျိုးကိုစားမဲ့အစားအစာတွေကိုတန့်အောင်စေချောပြီးတော့ချက်ပြုတ်ဖို့လည်းလိုပါတယ်။နံပါတ်2ကတော့အသားစိမ်း၅စိမ်းနေရာနေတစ်ဆင့်ကိုချက်တဲ့အစားအစာတွေစီကိုယောဂပိုးတွေမရောက်အောင်သားစိမ်း၅စိမ်းနေကိုတတ်တတ်ပေါ့နော်ပြီးတော့ကိုရဲ့ချက်ပြုတ်ပြီးသားအစားအစာတွေကိုတတ်တတ်လိုမျိုးထားပေးရပါမယ်။နံပါတ်3ကတော့အစားအစာကိုကြက်အောင်ချက်ဖို့ပါ။ဒါမှယောဂပိုးတွေသိစေမှာဖြစ်ပါတယ်။ ။နံပါတ်၄ကတော့ယောဂဘူပောက်ဖွားတာနဲ့ကာကွယ်ဖို့အတွက်အစားအစာတွေကိုတင့်တော်တဲ့အပူချိန်မှာထားရပါမယ်။နံပါတ်၅ကတော့တန်ရှင်ပြီးတော့လက်ဆက်တဲ့စားသောက်ကုန်တွေနဲ့ရေကိုအဓိကထားပြီးတော့သုံးဖို့ဆိုတာရဲ့အဲ့ဒီ၅ချက်ပဲဖြစ်ပါတယ်။ အဲ့တော့အန္တရာယ်ကင်းတဲ့အစားအသောက်ရဖို့ဆိုရင်အစားအသောက်ပြင်ဆင်တဲ့သူထုတ်လုပ်တဲ့သူတွေကပထမဦးဆုံးတာဝန်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ကျွန်မခုနပြောသွားတဲ့အချက်၅ချက်ကိုလိုက်နာကျင့်သုံးရင်တော့ကိုကိုရိုင်းနဲ့ကိုယ့်ရဲ့မိသားစုဝင်တွေကိုယောဂကူးစက်မှုကနေပြီးတော့ကာကွယ်နိုင်ပါတယ်။ဒါကြောင့်ခုနပြောသွားတဲ့အချက်၅ချက်ကိုလိုက်နာပြီးတော့အန္တရာယ်ကင်းတဲ့အစားအစာတွေရအောင်လုပ်ဖို့အတွက် ကျွန်မတို့နဲ့အခုနားထောင်နေတဲ့ပရိသတ်တွေရဲ့အခန်းကဏ္ဍအရန်ကိုအရေးကြီးတယ်လို့ပြောရင်းနဲ့အဆုံးသတ်လိုက်ပါတယ်။ အတန်း Federal FM တော်တော်ရှင်များရှင် Rigor Dimoso Pruso ဘောလခဲလမ်းမကြီးကိုမြေပြင်စီရေးချေနေရအသုံးပြုသွားလာတာမပြုလုပ်ကြဘူး Greenie မျိုးသားများကာကွယ်တပ် KNDF ကအများပြည်သူကိုအသိပေးထားပါတယ်ဒါကြောင့် Federal FM ပြည်သက်တွေအနေနဲ့အသွာလာကိူးဆိုင်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအသိပေးတာသတိပေးတာတွေကိုလိုက်နာကြဖို့အသိပေးကြပါတယ်90.2 megahertz FM ဗရဖမ်ရဲ့တင်းနာနေထုတ်လင်းတဲ့အစီအစဉ်တွေကိုကြားခဲ့ရတာပါအခုအစီအစဉ်တွေကိုဖရဖမ်ဝိုင်းတော်သူဝိုင်းတော်သားတွေပူးပေါင်းတင်ဆက်ခဲ့တာပါဖရဖမ်ရဲ့အစီအစဉ်တွေကိုဖရဖမ် Facebook YouTube Telegram Website Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ် Greeny ပြည်မှာတော့ Radio မှာ90.2 MHz 90.2 MHz မှာညနေ6:00နာရီကနေည7:00နာရီထိထုတ်လင်းချိန်မှာဖမ်းယူနားဆင်နိုင်ပါတယ် ဒီနေ့ညထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ကြနေဆိုရင်တော့ရေဒီယိုမှာမနက်ဖြန်မနက်၁၇နာရီကနေနေ့လယ်၁နာရီထပ်မံထုတ်လွှင့်ချိန်မှာထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်90.2 MHz Federal FM Federal FM အားလုံးရဲ့အတန်း Aiani! Aiani!